ချက်တာပူတီကလာဒါဟင်အလွယ်လေးချက်ကြရအောင်အရင်ဆုံးခက်တဲ့ပေါ့ကိုတန်ရှင်းနေအောင်6နေအောင်အရင်တုတ်လိုက်ပါမယ်ပြီးွားရင်လက်အိတ်ဆွပါတယ် option မှာ and ပြီးရင်အချက်တာကြိုက်မယ်ပေါ့နော်ချက်တာကိုကိုလိုချင်တဲ့နေ့တုံးလေးတွေအမ်လုတ်ပြီးသွားပြီဆိုလို့ရှိရင် bold တပိုးတဲ့ထည့်လိုက်ပါမယ် bold တပိုးတဲ့ထည့်ပြီးသွားပြီဆိုရင်အမ် အရသာနှက်မယ်ပေါ့နော်မနှက်ခင်မှာကျန်ခဲ့တဲ့ကြက်သားတွေကို freezer ထဲမှာပြန်သိမ်းမယ်ဘာလို့ဆိုတယောက်စားပဲဆိုတော့အင်းဒီကြက်သားတွေအရင်များနေပေါ့နော်ဆိုတော့သိမ်းထားမယ်ဆိုတော့အခုအာကြက်သားနှက်ဖို့အတွက်ကြက်သွင်းပြူကြက်သွင်းနီးချင်းထည့်ပြီးတော့တခါတည်းမှုလိုက်ပါမယ်ပြီးရင် paprika ထည့်ပါမယ် paprika အစိမ့်မှုပေါ့နော်အစိမ့်မှုလေးထည့် smash ဖြစ်သွားပြီး ကြည့်သွားပြီဆိုလို့ရှိရင်တော့ကျသားနဲ့တခါတည်းနှက်နေအောင်နေပါမယ်ပြီးရင်ဒီမှာ olive oil သုံးတဲ့အတွက်ကြောင့်မလို့ olive oil လေးနည်းနည်းလေးပဲထည့်ပါမယ်ကျမစီအများကြီးမသုံးဘူးဘာလို့လဲဆိုတော့ကျသားကလည်းစီထွက်အောင်မှာဆိုတော့ပြီးရင်ဘူးဒီခွန်ခွာမယ်ဘူးဒီကအမ်ဒီရချရတဲ့အကြောင်းရင်းကလည်းအခုဘူးဒီပေါ်နေတဲ့ယာစီလေးဖြစ်လို့ပေါ့နော်လွယ်တကလေးရအောင် အာများတော့အဖြစ်ရတော့ခင်းကျင်ဒီကနှလုံးသုံးလုံးထည့်လို့ရတယ်ပေါ့နော်ညီမတို့ဆီမှာခင်းကျင်ဒီကအရင်စေးကြီးနေတယ်အခုမြင်တဲ့အတိုင်းပဲတစ်ချက်ကျော်တဲ့တလုံးကိုပြီးရင်တကေးကြီးကိုလည်းဒီစေးရှိတယ်ပေါ့နော်ဆိုတော့ရှိရဲ့ခင်းကျင်ဒီလေးတဝက်တစ်ချမ်းကိုပဲထည့်လိုက်ပါမယ်ပြီးရင်ငွေသီးလေး2တောင်ကိုအာလီးပြီးတော့ ready လုပ်ထားလိုက်ပါမယ်အုပ်ပူလာတာ ਨੇ จิตาကိုတခါတည်းဦးရဲကိုထည့်လိုက်ပါမယ်ပေါ့နော်အဲဦးရဲကိုจิตาထည့်ပြီးွားရဆိုလို့ရှင်မှွေမယ် ခဏလောက်ကိုအာဘာမှမလုပ်ဖ ೇನೆ ကျသားကိုသူ့ရင်နဲ့သူအာကြောင်လို့ထားလိုက်ပါမယ်။ဒီကျသားလေးနည်းနည်းလေးကပ်အမင်းရသွားပြီဆိုလို့ရှိရင်ရေဖုံးလောက်ထိထိထည့်လိုက်ပါမယ်။ပြီးရင်ဆူတဲ့အချိန်ထိဖုံးလေးအာဖုံးထားပြီးတော့ဆူတော့မှပြန်ဖွင့်လိုက်မယ်ပေါ့နော်။ပြီးရင်ခုနလီးထားတဲ့ခင်းချင်းတင်နည်းနည်းထည့်လိုက်ပါမယ်။အနေငယ်ပြီးရင်အသားမှုအဲဒါဒဇုံပေါ့နော်။အဲအဲ့ဒါလေးထည့်ပြီးသွားရင် မှွေလိုက်ပါမယ်မှွေပြီးအဖုံကိုပြန်ပိတ်လိုက်ပါမယ်ပြီးတာနဲ့ဘူးတီးကိုကြက်သားလေးရပြီးနူးပြီးဆိုတော့မှဘူးတီးလေးကိုထည့်လိုက်ပါမယ်ရှင်ကြောင်မလားမျိုးဖြစ်မှာဆိုလို့ဘူတီကိုအဖုံးကိုဘူတီရလောက်တဲ့အချိန်ထိပေါ့5မိနစ်10မိနစ်လောက်ကြာလောက်ထိအဖုံးကိုဖုံးနေထားလိုက်မယ်ပြီးတော့ဘူတီလေးကိုကြည့်လိုက်လို့အဖြူလေးနည်းနည်းလေးပဲကျန်တော့ရပြီဆိုတော့မှခုနက ready လုပ်ထားတဲ့နနမေရဲ့မြူဒီလေးရဲ့ကိုထည့်လိုက်ပါမယ်ခုဆိုရင်တော့ရပြီပေါ့နော် အမြန်ချက်တဲ့ကလာတာချက်ပူတီချက်လေးပါစကြပါအောင်